မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာယေရှုရောအဖြစ်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ပြသခင်ပြင်ဆင်ပေးတော်ကြောင်းကောရိသုဩဝါဒစာ ပထမဆုံးအခန်းကြီး9အပိုင်ငယ်15ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်သို့တော်လဲထိုအခွင့်ကိုငါသည် အလင်းမသုံးသင်တို့သည်ငါအားထိုးထိုးပြုစီခြင်းငါ ဤစကားကိုငါရည်သည်မဟုတ်အကြောင်းမူကားငါဝါကြွားခြင်းအခွင့်ကို သူတစ်ပါးဖြစ်စည်းသည်ထက်ငါတည်တော်တာ၍ကောင်း၏ဒီနေရာမှာကျွန်တော်တို့ကြည့်တဲ့အခါကောရိန္သုအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကို ရှင်ပေါလုတွင်တင်ထားတဲ့အရာကစိတ်ဝင်စားစရာ ကောင်းပါတယ်သူကအမှုတော်ဆောင်တွေရဲ့ရပိုင်ခွင့်အကြောင်းကို ဖော်ပြတာတွေ့ရပါတယ်သူက တမန်တော်ဖြစ်တယ်ဆိုတာကို သင်တို့ တပည့်တော်ဖြစ်ခြင်းအားဖြင့် ထင်ရှားတယ်ဆိုပြီးတော့မှသူ့ရဲ့အခြေအနေကိုသူပြောပါတယ်။ကောရိန္သုအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကသူ့ရဲ့တပည့်တော်တွေဖြစ်တဲ့အတွက်သူဟာတမန်တော်အရာကိုရတယ်ဆိုတာရဲ့တမန်တော်ဖြစ်သောကြောင့်သူတို့စီကနေပြီးတော့မှ အလူပန္နာကိုရပိုင်ခွင့်ရှိတော်သူ ပြုစုဧကံချင်းကိုခံထိုက်တော်သူဖြစ်တယ်ဆိုတာကိုလည်းဖော်ပြတယ်။ဒါရင်မဲလားဆိုမဟုတ်ပါဘူး။သူနဲ့အတူအမှုတော်ကိုထမ်းရွက်ကြတဲ့သူတွေလည်းပဲ ထို့သို့ခံစားထိုက်တဲ့သူတွေဖြစ်တယ်လို့လည်းဖော်ပြတာကို တွေ့ရပါတယ်။ဗိမ္မာန်တော်မှာအမှုဆောင်တဲ့သူဟာဗိမ္မာန်တော်ကိုအမိပြုပြီးစားရတယ်။လေထုံနဲ့နွားကလည်းပဇက်ကို မချုပ်တီးရဘူးလို့ကြံစာမှာပါတယ်။ဒါကြောင့်မလို့ဧဝံဂေလိတရားကို ဟောတဲ့သူဟာဧဝံဂေလိတရားကိုအမိပြုပြီးအသက်မွေးကြရတာမို့လို့ဖခင်ရဲ့အမှုကိုထမ်းရွက်တဲ့သူတွေဟာယုံကြည်သူတွေရဲ့လူဒန်းမှု ပေးကမ်းမှုတွေနဲ့အတူကျွေးမွေးပြုစုမှုကိုခံထိုက်တဲ့သူတွေဖြစ်တယ်ဆိုတာကို သူကအတိအလင်းဖော်ပြတာတွေ့ရပါတယ်။ဒါ့ပြင်မဲ့ဒီလိုအခွင့်အရေးရှိတော်လဲပဲသူကဒီအခွင့်အရေးကိုမတုံဘူးဆိုပြီးတော့မှဖော်ပြထားတာကိုကျွန်တော်စိတ်ဝင်စားမိပါတယ်။ဘုရားခင်ရဲ့တာဝန်ယူမှုနဲ့တွားရတာကို သူကဝါကြွားတယ်လို့ဒီလိုပြောပါတယ်။အကယ်၍များငါ့ရဲ့ဝါကြွားခြင်းကို သူတပါးဖြစ်စည်းတာထက်ငါသေးတော်သား၍ကောင်း၏လို့ပြောတဲ့အတွေ့ကောရင်သူ အသင်းတော်မှာရှိတဲ့ယုံကြည်သူတွေရဲ့လှူဒန်းမှုကို သူမျှော်လင့်နေတာမဟုတ်ဘူးဆိုတာတွေ့ရပါတယ်သူတို့စီကနေရဖို့ရန်မျှော်လင့်ပြီးလုံနေမှာထက်တေလိုက်တာမှပိုကောင်းတယ်လို့ဒီလိုဆိုလိုတာပဲ ဖြစ်ပါတယ်ငါနဲ့ဖះနဲ့တွာလာချင်းဖះရဲ့တာဝန်ယူချင်းဘုရားသခင်ထံတော်ပါမဆခြင်းကိုခံနေရတာကသူ့အတွက် တာ၍ကောင်းသောအခွင့်အရေးဖြစ်တယ်လို့ဒီလိုဖော်ပြတာတွေ့ရပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့အမှုတော်ဆောင်တွေဆိုတာကယုံကြည်သူတွေရဲ့ထောက်ပံ့ခြင်းပေးကမ်းခြင်းနဲ့အတူကျွေးမွေးပြုစုခြင်းကိုခံထိုက်တဲ့သူတွေဖြစ်ပါတယ်။ဒါပေမဲ့အမှုတော်ဆောင်တိုင်းကတော့ဒါကိုအခွင့်အရေးတစ်ခုအနေနဲ့မျှော်လင့်ပြီးတောင်းယူနေကြတာတော့မဟုတ်ပါဘူး။ဖခင်ရဲ့တာဝန်ယူမှုနဲ့ဖခင်ရဲ့မာစာမှုနဲ့ဘုရားသခင်ရဲ့ကျွေးမွေးမှုနဲ့သာတွားကြတာဖြစ်ပါတယ်။ ဘုရားသခင်ပြင်ဆင်ပေးမဲ့နီလန်းကိုပဲမျောလင့်ပြီးတော့မှသွားနေကြတာဖြစ်ပါတယ်။ငါ့ကိုဒါလုတ်ပေးပါဟိုဟာပေးပါဆိုပြီးတော့မှအာရမတောင်းဆိုပြီးသွားတဲ့အမှုတော်ဆောင်ကရှားပါတယ်။ယုံကြည်သူတွေကသာဘုရားသခင်ရဲ့အမှုတော်ကိုထမ်းရွက်ကြတဲ့ဓမ္မအမှုတော်ဆောင်နေအပေါ်မှာတာဝန်ကျေဖို့ရန်တာဝန်ရှိကြတာပဲဖြစ်ပါတယ်။မျက်နာကြည့်ရာဟင်းပတ်ပါဆိုတဲ့စကားလိုမျိုး ကိုအထင်ကြီးလေးစားတဲ့သူတွေလောက်ကိုသာပီကန်တက်တဲ့အချက်မျိုးကတော့ လူတိုင်းမှာရှိကြပါတယ်။ဒါပေမဲ့ရှင်ပေါလုကတော့ဓမ္မဆရာတိုင်းဟာ အတူတူခံစားထိုက်တဲ့သူတွေဖြစ်တယ်ဆိုတာကို ဖော်ပြပြီးအဆင့်တန်းခွဲခြားခြင်းမရှိဘဲနဲ့ဓမ္မမှုကို ဆောင်ရွက်တဲ့သူတိုင်းအပေါ်မှာ ကျွန်တော်တို့ရဲ့ဂရုစိုက်မှုနဲ့ကျွန်တော်တို့ရဲ့ပံ့ပိုးမှုကအရေးကြီးတယ်ဆိုတာကို သိတာမြင်သာစေပါတယ်။သို့တော်လည်းပဲဓမ္မမှုတော်ဆောင်တွေကတော့ကိုယ့်ရဲ့ဝါကြွားခြင်းအခွင့်ကိုသူတို့ဘာ ဖြက်စီးတာမျိုးကိုတော့ကြိုက်ကြမှာမဟုတ်ပါဘူး။ဘုရားသခင်ရဲ့တာဝန်ယူမှုနဲ့တွားရတဲ့အသက်တာကိုသာပိုပြီးနှစ်သက်ကြမှာအမှန်ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ယုံကြည်သူတွေဘက်ကဓမ္မဆရာတွေတောင်းဆိုရလောက်တဲ့အထိလက်မတွန့်ပဲပြီးကန့်တတ်ဖို့လိုပါတယ်။ဓမ္မဆရာတွေကလည်းယုံကြည်သူတွေကိုမျှော်လင့်ပြီးတော့မှအသက်မရှင်ပဲဘုရားကိုသာမျှော်လင့်ပြီးအသက်ရှင်တတ်ဖို့လိုပါတယ်။ဒီလိုဆိုလို့ရှိရင်ကျွန်တော်ရဲ့ဝါကြွားခြင်းဟာ သခင်ဖះ၌သာဖြစ်ပါလိမ့်မယ်။သို့မဟုတ်ပါကငါပေးထားတာငါလှူထားတာဆိုတဲ့စိတ်မျိုးဖြစ်ပြီးတော့မှယုံကြည်သူရဲ့အသက်တာမှာအမင်္ဂလာဖြစ်နိုင်ပါတယ်။လူတွေကငါကိုကူညီမှာပဲဟိုလူကငါကိုမပေးဘူးဒီလူကငါကိုဂယုမဆိုင်ဘူးဆိုတဲ့စိတ်မျိုးဖြစ်ရင်လေဓမ္မအမှုတော်ဆောင်တွေအတွက်အများကြီးပြဿနာရှိပါတယ်။ဒါကြောင့်သခင်ဖះ၌သာဝါကြောပြီးဘုရားသခင်ရဲ့တာဝန်ယူမှုနဲ့တော်တက်ကြစေဖို့ရအတွက် တိုက်တော်မာတဲ့ဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖျားကိုရုကိုယေရှုတင်ပါれ။ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာမှာဝါကြွားခြင်းအခွင့်တည်သခင်ဖျားအားဖြင့်သာဖြစ်ဖို့နဲ့ကျွန်တော်တို့ကိုကိုတော်ကပဲတာဝန်ယူရဲဆိုတာကိုပို့ပြီးနားလဲစေလို့ယေရှုတင်နဲ့ယုံကြည်သူတိုင်းကလည်းဖျားသခင်အမှုကိုထမ်းရွက်ကြတဲ့ဓမ္မအမှုတော်ဆောင်တွေကိုကြည့်ရှုတတ်ဖို့ပံ့ပိုးတတ်ဖို့ဘုရားရှင်တွင်တင်တော်ကြောင့်ယေရှုတင်တယ်။နာမတော်ပုံကြည်ပါစေ နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာကိုရောကောင်းကြီးပေး၍လက်တော်ရှိပါမိအကြောင်းခန္ဓာစိတ်ဝိညာဉ်မှအစချက်အမျိုးမျိုးပတ်ရပါမိအကြောင်းသခင်ယေရှုခရစ်တော်နာမ၌ဆုတောင်း၍တနေတာကိုအစာပြုပါ၏အာမင်